ော့စကိုရဲ့ကဇစ်စတန်ကုန်းလန်းတရာကြီးပြက်ပြီရုရှားကဇစ်စတန်နယ်စပ်ဟာအခုဆိုရင်တလာနီဘာလောက်အထိကားပါကင်လိုကြီးဖြစ်နေပါပြီကုန်ကားထောင်ပေါင်းများစွာဟာတန်းစီရင်နေပဲအဲ့ဒီမှာပိတ်မိနေကြတာပါအခုဆိုရင်ပူတင်ရဲ့အားကောင်းတဲ့ရုရှားဆိုတဲ့ပုံရိပ်ဟာပြိုလဲနေပါပြီ ဒီပြည်ထနာကြောင့်ရုရှားတဝိုင်းလုံးမှာကုန်စည်ပြက်လက်မှုဆူဆူဝါဖြစ်ပေါ်နေပါတယ်။မော်စကိုနဲ့စိန့်ပီတာဘတ်စ်လိုမြို့ကြီးတွေဟာအဆိုးဝါးဆုံးခံစားရမယ့်အထည်မှာပါဝင်ပါတယ်။ဆိုင်းတွေမှာလည်းကုန်ပစ္စည်းတွေဟာနေ့စဉ်နဲ့အမျှကုန်ခန့်နေပါပြီ။ဒီအချက်တဲကဈေးဝယ်စင်တာတွေ၊စူပါမားကတ်တွေနဲ့နီးပညာဆိုင်ရာတွေကိုပါထိခိုက်နေပါတယ်။အခြေခံပစ္စည်းတွေကနေဇိမ်ခံပစ္စည်းတွေအထိအလုံးထိခိုက်နေတာပါရုရှားရဲ့နိုင်ငံပိုင်မီဒီယာတွေတော့ဒီအခြေအနေကိုမဖုံးကွယ်နိုင်ပါဘူး။နေဆက်မှာကုန်ကားတပေါင်းနီးပါးလောက်စောင့်ဆိုင်းနေရတဲ့အကြောင်းလည်းသူတို့ဝန်ခံခဲ့ပါဗျ ရုရှားဖက်ဒရယ်အကောက်ခွန်ဝင်ဆောင်မှုကထိန်းချုပ်ထားတဲ့ဖြတ်ကျော်နေရာတွေကိုဖွင့်ထားပေးပြီးပြီလို့ပြောပေမဲ့လည်းရေမောင်းတွေကတော့အစိုးရသတင်းတွေဟာမှားယွင်းနေတယ်လို့ဆိုပါရယ်။စာရဲစာတမ်းအပြည့်စုံနဲ့မှန်ကန်တဲ့ကုန်ကားတွေတောင်တန်းစီနေရစေလို့သူတို့ကပြောပါရယ်။ရေမောင်းတချို့ဟာရသက်ပတ်ပေါင်းများစွာတားမှုနှစ်လနီးပါးလောက်အထိပိတ်မိနေကြတာပါ။ပဆန်တွေကုံသွားပြီးအခြေခံလိုအပ်ချက်ကိုတော့ဖြည့်ဆည်းလို့မရတော့ဘူးလို့သူတို့ကပြောပါရယ်။အများစုကတော့သူတို့ရဲ့ကုန်ကားတွေကိုထားခဲ့ပြီးမှပြန်ခဲ့ကြရတာပါ။ ဒီနေ့ဟာဗျာမရာဖြစ်ပြီးရံပွဲတွေတောင် ဖြစ်ပေါ်နေတယ်လို့ဆိုပါရယ်ဘလို့ကုန်ပစ္စည်းတွေတဲလာပါစေဘယ်တစ်ခုမှသွာလာလို့မရဘူးလို့လည်းရှင်မောင်းတွေကပြောပါရယ်ရှင်မောင်းတအူးရဲ့ဇနီးဖြစ်သူအာရီနတ်လို့အမည်ရတဲ့အမျိုးသမီးတူကသူမရဲ့အတွေ့အကြုံပြောပြခဲ့ပါရယ်သူမကဒီအခြေအနေကိုအိမ်မဆိုးတစ်ခုလို့ဗျာမရာတွေနဲ့ပြေးနှံနေတဲ့အကြောင်းလည်းပြောပါရယ်စက်တင်ဘာလ၁၀ရက်နေ့ကလေးကသူတို့ပိတ်မိနေခဲ့ကြတာပါ အဲဒီနောက်မှာတော့ရံပွဲတွေနဲ့မတော်တဆမှုတွေလည်းဖြစ်ခဲ့တယ်လို့သူမပြောပါရည်။ဒုတိယပတ်မှာတော့သူမခင်မွန်းနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးဖုန်းတော်မဖြေနိုင်ခဲ့ဘူးလို့အာရီနာကဆိုပါရည်။ရင်မောင်းတွေမှာပတ်စံတွေကုန်သွားပြီးအစာအစာနဲ့အိမ်သားတွေတောင်ရှာမရဖြစ်ခဲ့ရပါရည်။သူမခင်မွန်းဟာသူ့တတိယခွင့်ပြုချက်နဲ့ကုန်ကားကိုထားခဲ့ပြီးပြန်လာခဲ့ရပါရည်။အခုတော့လာစာမရှိပဲမိသားစုဟာအကျွေးတွေနဲ့နေနေပါပြီ။အာရီနာကပုံမှန်ပိတ်ဆို့အရေးယူပထားတဲ့ကုန်ပစ္စည်းတွေဖြတ်တန်းသွားလာနေတယ်ဆိုတဲ့မီဒီယာရဲ့ပြောပြချက်ကိုလည်းညှင်းဆုပ်ခဲ့ပါရည်။ သူမခင်မွန်ကပိတ်ဆို့အေးအေးယူမှုမရှိတဲ့ပကံရောက်ခွက်တွေကိုတည်ဆောင်လာခဲ့တာတော့မှပိတ်မိနေခဲ့တယ်လို့သူမဆိုပါတယ်။အစိုးဆုံးရင်ကျော်ပိတ်ဆို့မှုတွေဟာ Bagris Strike, Vaxo နဲ့ P2Covo နေဆက်ဖြတ်ကျော်နေရာတွေမှာဖြစ်နေတာပါ။ဒီအကြက်တွေကလည်းအရန်အောင်ဆိုးရတာမလို့တက္ကစီရင်မောင်းတွေတောင်ဒီနေရာကနေဖြတ်တန်းသွားလို့မရဘူးလို့သိရပါတယ်။ Agos လို့အမည်ရတဲ့ရင်မောင်းတို့ကတော့တကယ်ပြဿနာကစစ်ဆေးမှုတွေမဟုတ်ပဲ Agri လိုက်စားမှုတွေနဲ့အာနာလူပွဲတွေဖြစ်တယ်လို့ပြောပါတယ်။ ကုံကားတွေကိုစစ်တောင်မစစ်ပဲရက်တန့်ထားတယ်လို့သူကပြောပါတယ်။အခုဆိုရင်ခေါ်နေကြလူတွေကကုံကားတစ်စီးကိုဒေါ်လာ300နဲ့1000အထိတောင်းဆိုပြီးမြန်မြန်ဖြတ်သန်းငွေပေးပါတယ်။ရေမောင်းအစ်စကောလာကနိုဝင်ဘာလ၁ရက်နေ့မှာပူတင်ရဲ့အမိန့်တွေထုတ်ပြန်ပြီးတဲ့နောက်နေဆက်ဖြတ်ကျော်နေရာတွေဖွင့်လိုက်ပြီးဆိုတဲ့သတင်းတွေကိုညင်းဆိုခဲ့ပါတယ်။ကာဂီဂော့ဖ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီကကုန်ကားတွေကိုဖြတ်သန်းခွင့်ပြုခဲ့ပြီးသူတို့ကကားစီးကိုဒေါ်လာ900ပေးဆောင်ခဲ့ရပြီးအကောက်ခွန်မှာတော့စစ်ဆေးခံခဲ့ရတာမရှိဘူးလို့သူကပြောပါရီ locknew.ru ဖော်ပြချက်အရရေမောင်တချို့ဟာ48ရက်ကြာကြာပိတ်မိနေခဲ့ကြပါသည်။ကျွမ်းကျင်သူတွေကတော့ဒါဈေးနှုန်းတွေတိတိတသာမြင့်တက်လာစေမယ်လို့ပြောပါရည်။တနည်းအားဖြင့်ရုရှားမှာကုန်စည်ပြက်လက်မှုအကြက်တဲစတင်နေပြီပဲဖြစ်ပါရည်။မော်စကိုနဲ့စိန့်ပီတာဘတ်အပါဝင်ရုရှားမျိုးကြီးများစွာဟာစူးစူးဝါထိခိုက်ခံစားရပါရည်။အကိုက်ခဲပြောက်စေးနဲ့အထူးကြမ်းမှတ်ကူးတာရဲ့ပစ္စည်းတွေလိုစေဝါပစ္စည်းတွေတောင်မှကုန်ကားတွေထဲမှာပိတ်မိနေကြတာပါ။ တရုတ်ကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ကုန်ကားထောင်ပေါင်းများစွာဟာကာဇစ္စတန်မှာပိတ်မိနေကြပါတယ်။ကာဇစ္စတန်အကောက်ခွန်အရာရှိတွေဟာရုရှားကိုသွားမဲ့ကုန်စည်တွေကိုရုတ်တရက်စစ်ဆေးမှုတွေတင်ကျပ်လိုက်ပါတယ်။တန်တမာရေးအရာပြောရမယ်ဆိုရင်တော့နေဆက်ကိုပိတ်လိုက်တာပါ။ဒါဆိုရင်ကာဇစ္စတန်ကသူ့ရဲ့အကြီးအမားဆုံးမဟာမိတ်နဲ့အိန္ဒိချင်းကိုဘာလို့စိတ်ဆိုးအောင်လုပ်ဖို့စွန့်စားရတာလဲ။အကြောင်းရင်းကတော့တစ္ဆာဖောက်တာမဟုတ်ပဲဘူမိနိုင်ငံကြီးအကြောင်းပဲဖြစ်ပါတယ်။ကာဇစ္စတန်ဟာကြီးမားတဲ့နိုင်ငံကြီးပြောင်းလဲမှုတစ်ခုကိုလှုပ်ဆောင်နေတာပါ။ တမ်ဘရာတိုကာယက်ဖ်ကရုရှားရဲ့ယူကရိန်းကျူးကျော်မှုကိုဘယ်တော့မှထောက်ခံခဲ့ခြင်းမရှိပါဘူး၂၀24ခုနှစ်ကဇက်စတန်ဟာအနောက်တိုင်းရဲ့ပိတ်ဆို့အရေးယူမှုတွေကိုလိုက်နာမယ်လို့ပြောခဲ့ပါတယ်ဒါမော်စကိုအတွက်ရှင်းရှင်းလင်းလင်းသတိပေးချက်တစ်ခုဖြစ်ပါတယ်အဲဒီအချိန်ကစပြီးကဇက်စတန်ဟာရုရှားနီးပညာနဲ့စက်ပစ္စည်းတွေကနေဝေးရာကိုရွှေ့လျားနေခဲ့ပါတယ်နိုင်ငံပိုင်းမီးရထားကုမ္ပဏီကစကောင်းအစ်စ်လဲဖို့အတွက် American Company Webtech နဲ့ဒေါ်လာတန်း600တန်ဖိုးရှိတဲ့စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ် စွိုင်းကန်နာမာလေးကဇစ်စတန်ဟာရုရှားရဲ့ rock sexton အပေါ်မိခိုနေရတာကိုလည်းအဆုံးသတ်ခဲ့ပါတယ်။အခုဆိုရင်နျူကလ িয়ার စွိုင်းတုံးတအားပေးစက်ရုံအစ်စ်တွေတိစောက်ဖို့အတွက်ပြင်သစ်တောင်ကိုရီးယားနဲ့တရုတ်ကုမ္ပဏီတွေကိုဖိတ်ခေါ်နေပါပြီ။ဒါပေမဲ့လည်းအကြီးမားဆုံးပြောင်းလဲမှုကတော့မြေပုံပေါ်မှာပြတ်တာနေရပါ။ကဇစ်စတန်ရဲ့မဟာဗျူဟာအစ်စ်ကိုအလဲစင်းကြံလန်းလို့လည်းခေါ်ပါတယ်။ဒါတရုတ်ရဲ့ရှင်ချန်းဒေတာကနေစတင်ပြီးကက်စပီယန်ပင်လယ်ကိုဖြတ်ခါတူရကီမှာတဆင့်ဥရောပကိုရောက်တဲ့မိရထားလန်းနဲ့ပင်လယ်ရေချောင်းကုန်းရတစ်ခုပဲဖြစ်ပါတယ်။ မြေပုံကိုတရှာကြည့်မယ်ဆိုရင်ဒီလမ်းကြောင်းဟာရုရှားကိုလုံးဝရှောင်ရှားသွားတာကိုတွေ့ရပါလိမ့်မယ်။ UAE ချက်ရှိရှိနဲ့ရုရှားဖက်ဒရေးရှင်းကိုဖျက်တောက်လိုက်တာပါ။ဒါကပူတင်ရဲ့ယူရေရှားစီးပွားရေးတမကအိမ်မဟာပြိုကွဲနေတယ်ဆိုတဲ့အထိပ်ပဲပါ။ဒီတမကရဲ့အဓိကအဖွဲ့ဝင်တအုပ်ဖြစ်တဲ့ကဇစ်စတန်ကပဲဒီပြောင်းလဲမှုကိုဦးဆောင်နေတာပါ။ကဇစ်စတန်ဟာအခုဆိုရင်မော်စကိုရဲ့နောက်လိုက်အဖြစ်မဟုတ်ဘဲအရှိနဲ့အနောက်ကြားကပိုလန်မှတည်ရဲ့ဗဟုအဖြစ်ကုတ်ကူရှုမြင်နေပါပြီ။ဒန်နီယာဖြစ်စရာကောင်းတာကတော့တရုတ်ကဒီလှုပ်ရှားမှုကိုတိတိကျကျထောက်ခံနေပုံပါ တရုတ်ရဲ့နိုင်ငံရေးအရာပူတင်ကိုသဘောတူနိုင်ပေမဲ့စီးပွားရေးတည်ငြိမ်မှုကိုတော့လိုချင်ပါတယ်။ရုရှားရဲ့အကောက်ခွန်ဘေးဥပယက်ဖြစ်မှုဟာတရုတ်ရဲ့ကမ္ဘာလမ်းစီမံကိန်းကိုထိခိုက်နေပါတယ်။ဒါကြောင့်ဘေကျင်းကနောက်ထပ်လမ်းကြောင်းတစ်ခုလိုအပ်ပါတယ်။အလဲစင်းညံလန်ကတော့တရုတ်အတွက်အကောင်ဆုံးအရန်စီမံချက်ပဲဖြစ်ပါတယ်။အခုဆိုရင်တရုတ်ရဲ့ပူကြီးတဲ့အစီအစဉ်ကိုစဉ်းစားကြည့်အောင်ပါ။ကာဇစ်စတန်ရဲ့စီးပွားရေးဟာတရုတ်နဲ့ရုရှားနှစ်နိုင်ငံစလုံးအပေါ်မူတည်နေပါတယ်။ဒါဆိုရင်သူတို့ကတရုတ်ကနေလာတဲ့ကုန်ပစ္စည်းတွေကိုဘာလို့တားဆီးရတာလဲ။ဘာလို့ဒီအန်ရည်ကိုယူရတာလဲ။ ကျွန်ကျင်သူတွေကတော့တရားရဲလှိဝဲခွင့်ပြုချက်မှာပါပဲကန်စစ်တန်ကတော့လုံးမမဟုတ်ဘူးလို့ယုံကြည်ပါတယ်။ဒါကြီးမားတဲ့အာဏာအပြောင်းလဲလို့လည်းဆိုနိုင်ပါတယ်။တရုတ်ကရုရှားရဲ့ယူကရိန်းစစ်ပွဲမှာရှုံးနေနေတာကိုမကျင်တတ်ပါဘူး။ဒီစစ်ပွဲကမတည်ငြိမ်မှုကိုဖန်တီးပြီးတရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကိုထိခိုက်စေပါတယ်။အခုဆိုရင်တရုတ်ကပူတင်ကိုအကူအညီအဖြစ်မမြင်တော့ပဲဝင်တော့ဝင်မှုအဖြစ်မြင်နေပါပြီ။ဒါပေမဲ့တရုတ်ကသူ့ကိုပေါ်ပေါ်တတင်စန့်ကျင်လို့လည်းမရပါဘူး။အဲ့ဒါကအနောက်တိုင်းကိုစန့်ကျင်တဲ့စီးလုံးညီညွတ်မှုပုံရိပ်ကိုဖျက်ဆီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့်တရုတ်ကကန်စစ်စတန်ကိုကိုယ်စားလှယ်အဖြစ်အသုံးပြုနေတာလည်းဖြစ်နိုင်ပါသေး။တရုတ်ကတမရတိုကာယက်ကိုတိတ်တဆိတ်ပြောခဲ့တာကနယ်စပ်ကိုပိတ်လိုက်ပါ။ရုရှားရဲ့ထောက်ပံ့ရေးတွေကိုဖျက်တောက်လိုက်ပါ။မင်းတို့ကိုငါတို့ထောက်ခံမယ်ဆိုတာမျိုးဖြစ်နိုင်ပါသေး။ဒါသာမှန်လေဆိုရင်တော့ပူတင်ဟာအနောက်တိုင်းရဲ့ထောင်ချောက်ထဲရုံနေမှာပဲ။သူ့ရဲ့အကန့်အသတ်မဲ့မိတ်ဆွေလို့ခေါ်တဲ့တရုတ်ရဲ့ထောင်ချောက်ထဲမှာပါပိတ်မိနေပါပြီ။ရုရှားဟာကုန်သွယ်ရေးစနစ်အတိတ်ကနေအပြည့်အဝဖျက်တောက်ခံလိုက်ရပါတယ်။ဒါကပူတင်ရဲ့အဆိုးဆုံးအိမ်မက်လို့ဆိုပါမှာပါ။ ဒါဆိုရင်ဆယ်စုနှစ်ပေါင်းများစွာမော်စကိုရဲ့နောက်လိုက်ခဲ့ရတဲ့နိုင်ငံတစ်နိုင်ငံအတွက်တမ်ပရာထုကရက်ဖာတို့လိုရဲရဲတဲ့ခြေလှမ်းကိုဘယ်လိုများလှမ်းရခဲ့တာလဲဒီဆုံးဖြတ်ချက်ရဲ့နောက်ကွယ်မှာခရမလင်နန်တော်ကလစ်လူရှူလို့မရတော့တဲ့ခက်ခဲတဲ့အမှန်တရားလေးကိုရှိပါတယ်ပူတင်ကယူကရိန်းကိုကျူးကျော်တဲ့အခါကုန်သွယ်မှုအတွက်လုံခြုံတဲ့ဖြတ်တန်းသွားလာရေးနိုင်ငံအဖြစ်ရုရှားရဲ့ပုံရိပ်ကိုလည်းဖျက်ဆီးခဲ့ပါတယ်အဲဒီနေ့ကစပြီးရုရှားဟာကုန်သွယ်ရေးအတွက်မတည်ငြိမ်တဲ့အန္တရာယ်ရှိတဲ့သဒ္ဒါတစ်ခုဖြစ်လာခဲ့ပါတယ်။ရုရှားနဲ့မတူဘဲကဇက်စတန်ဟာကမ္ဘာလောကနဲ့လုံးဝအဆက်အပြတ် ထီးကျန်ဖြစ်နေတာတော့မဟုတ်ပါဘူးသူရဲ့စီးပွားရေးဟာ Chevron Exxon Moving နဲ့ Shell လို့အနောက်တိုင်းကုမ္ပဏီတွေစီမံခန့်ခွဲတဲ့ကြီးမားတဲ့ရေနံနဲ့သဘာဝတက်ငွေလောက်ကပ်တွေအပေါ်မှာလည်းမူတည်ပါတယ်ကဇစ်စတန်ကအနောက်တိုင်းရဲ့ဒုတိယဒဏ်စာပိတ်ဆို့အရေးယူမှုတွေနဲ့အပြစ်ဒဏ်ပေးခံရတာတွေကိုရှောင်ကျဉ်ခဲ့ပါတယ်နေဆက်မှာကုန်ကားတထောင်စီတန်းနေတဲ့ဒီမြင်ကွင်းဟာဒီဆုံးဖြတ်ချက်ရဲ့ပထမအဦးဆုံးမြင်သားတဲ့ရလပဲဖြစ်ပါတယ်။အလဲဇင်းညလန်းကတော့ဒီအပြောင်းလဲရဲ့ရေရှည်တည်တတ်မဲ့တင်ကြီးတာလည်းဖြစ်ပါတယ်။ ဇေဝင်စားစီအကောင်ဆုံးနဲ့တန်တရားဖြစ်စီအကောင်ဆုံးအရာကကစစ်တန်ဟာဒီလိုလောက်တာကိုတရုတ်ရဲ့တိတ်တဆိတ်သဘောတူညီချက်နဲ့လှုပ်ဆောင်နေတာဖြစ်နိုင်နေဆိုတဲ့အချက်ပါနိုင်ငံရေးအရာဘီဂျင်းကယူကရိန်းစစ်ပွဲမှာပူတင်ကိုထောက်ခံနေပြီးမြေတမ်ပရာရှိချင်းမင်းဟာအတွေ့အမှားတအူးထက်လုပ်ငန်းရှင်တအူးပို့ပြီးလုံနေပါတယ်သူရဲ့ကြီးမားတဲ့ရဝန်လမ်းကြောင်းစီမံကိန်းဟာတည်ငြိမ်မှုနဲ့ခံမှန်းရလွယ်ကူမှုကိုတခြားအရာတွေထပ်ပိုလိုအပ်နေပါတယ် ပူတင်ရဲ့ရုရှားကတော့အခုဆိုရင်အဲ့ဒီအရာနှစ်ခုစလုံးကိုမပေးနိုင်တော့ပါဘူး။မိယာထာလန်ဖြက်စီးခံရမှုအကောက်ခွန်ပြုတ်ပြည့်ဖြစ်မှုနဲ့စစ်နယ်ပတ်သက်တဲ့မတည်ငြိမ်မှုတွေကြောင့်ရုရှားဟာဥရောပကိုသွားမယ်။တရုတ်ကုန်ပစ္စည်းတွေအတွက်အရန်ကိုအန္တရာယ်များတဲ့လမ်းကြောင်းဖြစ်နေပါလေ။တရုတ်ကညံကောင်းတာကြောင့်ပူတင်ရဲ့လမ်းကြောင်းတစ်ခုတည်းပေါ်မှာပဲမမီခိုပါဘူး။ဒါကြောင့်ပေကျင်းဟာအခုဆိုရင်သူ့ရဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုအမျိုးမျိုးပြောင်းလဲနေတာဖြစ်နိုင်ပါလေ။ရုရှားကိုရှောင်ရှားတဲ့အလဲစင်းညံလန်ဟာတရုတ်ရဲ့အကောင်းဆုံးအရန်စီမံချက်ပဲဖြစ်ပါလေ။ ီဈေးညက်လန်းကကုန်သွယ်ရေးတွေ့တာမှာကပဲနိုင်ငံရေးလှုပ်ရှားမှုတစ်ခုလည်းဖြစ်ပါတယ်။ဒါကတရုတ်ကိုဥရောပနဲ့ဆက်သွယ်ပေးရုံသာမှာကပဲအလေအာရှကတာကစ်နိုင်ငံတွေကို Caspian ပင်လယ်ကိုဖြတ်ပြီး Caucasus ဒေသပြင်တူရကီနဲ့ပါချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ဒါဟာရုရှားနဲ့အီရန်တို့ရဲ့အရှိန်အဝါအဟောင်းတွေကိုကြော်လွန်ပြီးတရုတ်နဲ့တူရကီတို့ဥဆောင်တဲ့အာဏာမဟာမိတ်အသစ်တစ်ခုပဲဖြစ်နိုင်ပါတယ်။ ဒီလိုလှုပ်ခြင်းအပြင်ထိုကရက်ဖာစီးပွားရေးရာရောနိုင်ငံရေးရာပါမော်စကိုရဲ့ထိန်းချုပ်မှုကလည်းဝေးရာကိုရွှေ့ပြီးအနောက်နိုင်ငံတွေနဲ့သူ့ရဲ့တူရကီမဟာမိတ်တွေဘက်ကိုမျက်နှာမူနေတာလည်းဖြစ်နိုင်ပါသေးတယ်ပူတင်ဟာယူကရိန်းမှာဩဇာနဲ့အာဏာကိုအများကြီးဆုံးရှုံးသွားတာကြောင့်သူ့ရဲ့အိမ်ကြီးချင်းနိုင်ငံတွေကိုတော့မှမထိန်ချုပ်နိုင်တော့ပါဘူး။ဒီအခြေအနေကသူနဲ့ရုရှားပြည်သူတွေအကြားကွာဟာချက်ကိုပိုးပြီးကျယ်စေပါရယ်။ပူတင်ကအားကောင်းတဲ့မဟာမိတ်တွေအကြောင်းမေဂွန်ပြောနေတဲ့အချိန်မှာအဲ့ဒီမဟာမိတ်တွေကပဲရုရှားရဲ့အခြေခံထောက်ပံ့ရေးတွေကိုအခုပိတ်ဆို့နေကြပါပြီ။ရုရှားပြည်သူတွေကဒါကိုမြင်နေရပါရယ်။ ပူတင်ရဲ့ဇကားရိတ်ကအချီးနှီးဖြစ်တယ်သူ့အင်ပါရာကအားနေတယ်သူမဟာမိတ်တွေကမိတ်ဆွေမဟုတ်ပဲရန်သူတွေဖြစ်နေတယ်ဆိုတာသူတို့မြင်နေပါတယ်ပူတင်ဟာကြီးမားတဲ့စီးပွားရေးထောင်ချတဲ့ကိုကြားရောက်သွားခဲ့ပါပြီနိုင်ငံတနိုင်ငံစစ်ဖြစ်နေတဲ့အချိန်မှာစီးပွားထောက်ပံ့ပို့ဆောင်ရေးတွေဆုံးရှုံးတာဟာကျမ်းမာရေးအတွက်တောင်မှကပဲစေတပိုင်းဆိုင်ရာအတွက်ပါဘေးရန်နေတဲ့ခုပါရုရှားလူမျိုးတွေနေစဉ်တုံးနေတဲ့ဈေးပေါ်တဲ့တရုတ်ပစ္စည်းတွေတော့စတိုးဆိုင်ဆင်တွေပေါ်ကနေပျောက်ကွယ်သွားပါပြီစတိုးဆိုင်တွေဟာနေစဉ်နဲ့အမျှကုန်ပစ္စည်းတွေပို့ပြီးကုန်နေပါတယ် ပထမအဆုံးစိတ်ခံပစ္စည်းတွေပျောက်သွားပါလိမ့်မယ်မော်စကိုရဲ့လူချမ်းသာအတိုင်းဝန်းဟာတင်သွင်းတဲ့နိုင်ရေမွေတာမဟုတ်အရက်ကောင်းတွေကိုရှာမတွေ့တော့ပါဘူးမကြခင်မှာပဲစိုးရင်ထိတ်လန့်မှုကလူလက်တန်းစားတွေကိုရောက်ရှိလာပါလိမ့်မယ်လူတွေဟာသူတို့ရဲ့ကားတွေကိုပြင်ဖို့တာမဟုတ်ကျိုးသွားတဲ့ဖုန်းတွေကိုလားနဲ့ချီပြီးအစားထိုးလို့ရမှာမဟုတ်ပါဘူးအဲဒီနောက်မှာတော့အကြက်တဲကအခြေခံလိုအပ်ချက်တွေကိုထိခိုက်လာပါလိမ့်မယ် ကလေးအနီးရေခဲတက်တာမီးဖို့နဲ့သွားတိုက်တန်တို့ပစ္စည်းတွေဟာပျောက်သွားမယ်ဒါမှမဟုတ်အရန်စီကြီးသွားပါလိမ့်မယ်ဒီကပူတင်ရဲ့စစ်ပွဲကိုတကယ်ကုန်ကြစေဟာပြည်သူတွေရဲ့မီးဖို့ကြောင့်ရေချိုးကန်းတဲ့နေစဉ်ဘဝတွေကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်ဒီကုန်ကားတွေဟာစိန်ခံပစ္စည်းတွေကိုတည်ဆောင်လာတာတည်းမဟုတ်ပါဘူးသူတို့မှာကားပိုပစ္စည်းတွေကာကွယ်လုပ်ငန်းသုံးမိုက်ခရိုချစ်တွေနဲ့ဆေးရုံသုံးဆေးဘက်ဆိုင်ရာပစ္စည်းတွေပါဝင်ပါတယ်ဒီပိတ်ဆို့မှုကပူတင်ရဲ့အကောင့်နဲ့စီးပွားရေးဆိုတဲ့အမြင်မှားကိုဖျက်ဆီးလိုက်ပါပြီ။ ထောက်ပံ့ပူးဆောင်ရေးကျွမ်းကျင်သူတွေကရေမောင်းတွေဟာအခုဆိုရင်ကုန်ကြစည်တွေနဲ့နောင်နေမှုတွေကိုအကြီးအကျယ်တိုးစီတဲ့လမ်းကြောင်းတွေကိုအသုံးပြုနေတယ်လို့ဆိုပါရယ်။မွန်ဂိုလီးယားကိုဖြတ်တဲ့လမ်းဖြစ်ခါပိုရှည်ပြီးပိုပြီးစည်ကြည့်ပါရယ်။ကုန်ပစ္စည်းတွေနေဆက်မှာဘလောက်ကြကြပိတ်ဆို့ခံရပြီးလုံခြုံရေးအတွက်ဘလောက်အပိုငွေလိုအပ်တယ်လဲဆိုတဲ့အပေါ်မူတည်ပြီးဈေးနှုန်းတွေဟာ၁၀ရာနဲ့၅ရာခန့်နှုန်းလောက်အထိတက်လာမယ်လို့သူတို့ခန့်မှန်းထားကြပါရယ်။ဒမော့စကိုတိုင်းသတင်းစာကတော့နေဆက်မှာစစ်ဆေးမှုအများကြီးလှုံ့ဆော်ခဲ့တာကြောင့်တွင်းကုန်အများစုကိုရပ်တန့်စေတယ်လို့ဖော်ပြခဲ့ပါရယ်။ ဒါကမကြခင်မှာပဲကုန်ပစ္စည်းပြက်လက်မှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ကျွမ်းကျင်သူတွေကတရုတ်နိုင်ငံတွေကနေတင်သွင်းတဲ့သွင်းကုန်အားလုံးရဲ့10%နဲ့25%ရခိုင်နှုန်းဟာအခုဆိုရင် နေဆက်မှာပိတ်မိနေတယ်လို့ပြောပါတယ်။တရုတ်ကရုရှားကိုတင်သွင်းတဲ့ကုန်ပစ္စည်းအားလုံးရဲ့40%ရခိုင်နှုန်းကိုထောက်ပံ့ပေးတဲ့အတွက်စားသုံးသူသွင်းကုန်ရဲ့၄ကနေ30%ရခိုင်နှုန်းလောက်ဟာထိခိုက်နေတယ်လို့ဆိုလိုပါတယ်။ဒါတွေအားလုံးဟာရုရှားဟာနှက်ရှိုင်းပြီးစနစ်ပိုင်းဆိုင်ရာအကြက်တွေတခုနဲ့ရင်ဆိုင်နေရတယ်ဆိုတာကိုပြသနေတာပါ။ တခုဆိုရင်စစ်ပွဲဟာမော်စကိုကတမန်ရုရှားလူမျိုးတွေရဲ့နေဆင်ဘဝတွေကိုထိတွေ့နေပါပြီ။ဒီအကြတဲ့ဘယ်လိုစခဲ့တယ်လဲဆိုတာနားလည်ဖို့အတွက်အနောက်နိုင်ငံတွေကရုရှားကိုကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကနေဖျက်တောက်ခဲ့တဲ့2022ခုနှစ်ကိုပြန်သွားမှာပါ။ခရမလင်နဲ့တော့ကအပြိုင်သွင်းကုန်များလို့ခေါ်တဲ့စီမံချက်တခုကိုဖန်တီးခဲ့ပါတယ်။အဲဒီမှာအဓိကပါဝင်သူကတော့တရုတ်နဲ့အရှေ့ဘက်ကိုဖျက်တမ်းတဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်ပါတယ်။တကယ်တမ်းတော့ဒါကတရုတ်ဝင်ကုန်သွယ်မှုအဖြစ်ဟန်ဆောင်ထားတဲ့နိုင်ငံတော်ကြောထောက်နောက်ခံပြုမောက်ခိုးစနစ်တခုလည်းဖြစ်ပါတယ်။ ဥပမာအဖြစ်ဂျာမန်အင်ဂျင်အစိတ်ပိုင်းတစ်ခု American Microchip တစ်ခုဒါမှမဟုတ် iPhone အစ်တစ်တလုံးကို Armenia, Kazakhstan ဒါမှမဟုတ် Kazakhstan ကကုမ္ပဏီတစ်ခုစီကိုအရင်ရောင်းချမှာဖြစ်ပါတယ်။အဲ့ဒီရောင်းချမှုကတရားဝင်ပါတယ်။ပြီးရင်အဲ့ဒီကုန်ပစ္စည်းဟာအကောက်ခွန်ကိုဖျက်ပြီးအဲ့ဒီနိုင်ငံကနေကုန်ကားတွေနဲ့ရုရှားစီကိုတင်ပို့မှာပါ။ Eurasia စီးပွားရေးတမကကြောင့်ဒီကုန်ကားတွေဟာနေဆက်ကိုအလွယ်တကူဖျက်ချော်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပိတ်ဆို့အရေးယူမှုတွေအောက်မှာ Moscow ဟာ iPhone အစ်တစ်တွေဒါမှမဟုတ် St. Petersburg မှာ Mercedes အပုပ်ပစ္စည်းတွေကိုရှာတွေ့နိုင်ပါတယ်။အဲဒီစနစ်ကပူတင်ရဲ့စီးပွားရေးရှင်သန်မှုရဲ့အုတ်မြစ်ဖြစ်ခဲ့ပါတယ်။ Kazakhstan အကောက်ခွန်ကရုတ်တရက်တင်းကျပ်စစ်ဆေးမှုတွေမလုံမချင်းဒီစနစ်ကချောမွေစွာအလုပ်လုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းအခုဆိုရင်တော့ဒီတန်ဖိုးကြီးတဲ့ဒါမှမဟုတ်အရေးပါတဲ့ကုန်စည်အားလုံးနှီးပါအောင်အပြည့်အဝစစ်ဆေးနေပါပြီ။ဒီပိတ်ဆို့မှုကလည်းထိတ်လန့်တုံ့နှုံမှုကိုဖြစ်စေပါရည်။ရေမောင်းအများပြားဟာကားပါကင်တွေကိုရပ်ပြီးစောင်းဆိုင်ကြတာဒါမှမဟုတ်မွန်ဂိုလီးယားကိုဖျက်ပြီးပိုးရှေပြီးဈေးကြီးတဲ့လမ်းကြောင်းတွေကိုရှာဖွေနေကြပါရည်။ဒါအနောင်နေမှုတစ်ခုတည်းမဟုတ်ပါဘူး။ဒါပိတ်ဆို့မှုတစ်ခုပါ ဒီရလက်ကရုရှားစီးပွားရေးကိုထိခိုက်ရုံသာမကပဲနက်ရှာမီအလှော်လိုက်နိုင်ငံရေးဆိုင်ရာအကြက်တဲကိုပါဖြစ်ပေါ်စေပါလိမ့်မယ်။ဒီကောင်ကားတွေဟာ iPhone တွေတားမှုလက်ကရည်တွေတဲဆောင်လာတာမဟုတ်ပါဘူး။သူတို့ကရုရှားရဲ့စက်မှုလုပ်ငန်းကိုအသက်ရှင်စေတဲ့အစိပ်ပိုင်းတွေကိုတဲဆောင်နေကြတာပါ။သူတို့မှာဒုံးကြီးတွေတင်ကားတွေရေဒါတွေနဲ့ဆက်သွယ်ရေးစနစ်တွေအတွက် micro chip တွေလည်းပါဝင်ပါလိမ့်မယ်။အနောက်တိုင်းထောက်လိုင်းရေးတွေကရုရှားရဲ့ကာကွယ်ရေးလုပ်ငန်းဟာဒီလိုမျိုးဤပညာနှမျိုးသုံးပစ္စည်းတွေပေါ်ဘလောက်မှီခိုးရတယ်ဆိုတာကိုအစီရင်ခံထားပြီးတာပါ။အခုဆိုရင်တော့အဲ့ဒီစီးစစ်မှုလုံအောင်ချက်တန်းသွားပါပြီ။ ဒါပိတ်ဆို့မှုတသက်မဟုတ်တော့ပါဘူးဒါထိန်းချုပ်ထားတဲ့ပြိုးလိမ်မှုတစ်ခုဖြစ်ပါတယ်အခုဆိုရင်ပူတင်ပါလို့မလဲသူသားကက်စစ်တန်ကိုချိန်ချောက်မယ်ဆိုရင်တရုတ်တားမို့အနောက်နိုင်ငံတွေစီပို့ပြီးတွန်းပို့တယ်ဖြစ်ပါလိမ့်မယ်သူသားစစ်မျက်နှာအတစ်ကိုဖွင့်မယ်ဆိုရင်လည်းနောက်ထပ်ကြာဆုံးမှုတစ်ခုကိုသာစွန့်စားရပါလိမ့်မယ်သူသားအကူအညီတောက်ခံမယ်ဆိုရင်တော့အားကောင်းတဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ့ရဲ့ပုံရိပ်ကိုဆုံးရှုံးပါလိမ့်မယ်သူသားတိတ်ဆိတ်နေမယ်ဆိုရင်တော့အရှုံးကိုဝန်ခံလိုက်တာပါပူတင်ဟာသူကိုယ်တိုင်ဖန်တီးခဲ့တဲ့မိခိုမှုစနစ်ရဲ့ထောင်ချောက်ထဲမှာပိတ်မိနေပါပြီ။နေဆက်မှာစောင့်နေတဲ့ရင်မောင်းတွေအစိပ်ပိုင်းတွေမရတဲ့ စေယုံပိုင်ရှင်တွေနဲ့ဗလားဖြစ်နေတဲ့ဆင်းတွေနဲ့ရင်ဆိုင်နေရတဲ့ရုရှားပြည်သူတွေသူတို့အားလုံးကဒါကိုမြင်နေရပါတယ်။ပူတင်ရဲ့ဂရုဟာချီးနှီးဖြစ်ပြီးသူ့ရဲ့မဟာမိတ်တွေတောင်သူ့ကိုမယုံကြည်တော့ဘူးဆိုတာမြင်နေရပါပြီ။ခရမလင်ရဲ့ဝါဒဖြန့်ချီရေးဟာလည်းပြိုလဲနေပြီဖြစ်တဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။